လူသိများတို့တယောက်ဖြစ်ဖို့ဇေဒီဘော်ကိုဖနက်စီပီတယောက်ခဲ့တဲ့ပူတာဝကကချင်မင်္ဂလိန်အလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကမင်္ဂလိန်တယောက်ဟာရွှေရကုံဖျားပေါ်မှာဖနက်စီထားတဲ့ပုံတွေပေါ်ထွက်လာခဲ့ပြီးတဲ့နောက်ဗဒဘာသာဝင်တို့အတွက်စိတ်မချမ်းမသာဖြစ်ခဲ့ရပါတယ် ရွှေတကုံဖျားပေါ်မှာခြေထောက်ရေဆိုးမှဆိုးလို့ဖဏန်စီထားတဲ့မင်းကလေးအပြင် နောက်ထပ်ပေါ်ထွက်လာသူတယောက်ကတော့ကချင်ပြည်နယ်ကနောနောဆောဆိုတဲ့မင်းကလေးတယောက်ဖြစ်ပါတယ်နောနောဆောဆိုတဲ့မင်းကလေးကဗုဒ္ဓဘာသာဝင်တော့ထွတ်မြတ်ထားရဇေဒီပေါ်ကိုဖဏန်စီပြီးတော့တလန်းချင်းတက်သွားခဲ့တာပါဇေဒီပေါ်ကိုချင်းနှင်းသွားခဲ့တာဖြစ်ပြီးဇေဒီထိပ်ပိုင်းနောက်ကိုရောက်ဖို့နေစနေပါပြီနောက်ထပ်တက်စရာမရှိတော့လို့ရလိုက်တာဖြစ်ပြီးတက်လို့ရရင်တော့တက်လို့ရမယ့်အသွင်ပြင်းတဲ့ဇေဒီပေါ်ကိုဖဏန်စီသွားခဲ့တာပါဇေဒီပေါ်မှာဖျားရုပ်ပွားတော်လေးတွေရှိနေပြီးအဲ့ဒီရုပ်ပွားတော်တွေရဲ့ထပ်ဖက်ကိုပါတက်ရောက်သွားခဲ့ 해바랭 ဇေဒီပေါ်မှာထိုင်ချလိုက်ကအောင်နိုင်သူကြီးတဖွဲ့ဂုံယူနေပြီးတစ်တော့ကိုပျော့ပျော့ကြီးစော့နေတဲ့သူပေါင်းသူကိုတစ်တော့ရိုက်ပေးတဲ့သူကလည်းမသိမ့်တော်တဲ့အကြောင်းမတားမြစ်တဲ့ပြင်အောက်ကနေဆိတ်ရှည်လက်ရှိဗီဒီယိုရိုက်ပေးနေခဲ့သေးတာပေါင်းဒီမင်းကလေးကကချင်ပြည်နယ်ပူရာုံမြို့နယ်အင်စီယမ်ကျေးရွာမှာနေထိုင်တဲ့ကချင်တိုင်းရင်းသူတယောက်ဖြစ်တယ်လို့သိရပြီးတစ်တော့မှဆက်လီတယောက်ဖြစ်ချင်နေတဲ့သူပေါင်းအရင်ကတော့တာမန်ပုံစံလောက်နဲ့တစ်တော့ဆော့ပေမဲ့လည်းဒီရပိုင်းမှာတော့အချိန်တော်တွင်လူသိများစီဖို့အတွက်ဖျားပေါ်ကိုဖနှက်စီပြီးတော့တတ်သွားခဲ့တာပေါင်းနော်နော်ဆော့ဟာဗုဒ္ဓဘာသာဝင်မဟုတ်ရင်တော့ဘာသာတရားတွေကို လေးစားမှုရှိသင့်ပေမဲ့လည်းဒီလိုရိုင်းပြတဲ့အဖြစ်မျိုးကိုလောက်ခဲ့တဲ့သူတယောက်ပေါင်းမြန်မာနိုင်ငံမှာဖះကြောင်းကန်ဇေဒီပထိုးတွေကိုသွားတဲ့အခါတိုင်းမှာဖနက်ချွတ်ဖို့အတွက်ငငယ်ကလေးကသင်ကြားပေးထားကြပါတယ်ဇေဒီပထိုးတွေကိုသွားတဲ့အခါမလုံသင့်တဲ့ယာရီကိုသတိပေးတမ်းမြစ်စာတွေလည်းထုတ်ထားကြပြီးနိုင်ငံသားတွေကအစားလိုက်နာကြရတာပေါင်းဒွန်ချီကိုကွယ်မှုနဲ့ယဉ်ကျေးမှုအကြောင်းကလေးတွေကိုသင်ကြားပေးထားကြပြီးဘာသာကြားတွေကအစားသိရှိထားကြပေမဲ့လည်းနော်နော်စောစောတဲ့မိန်းကလေးကတော့ဗုဒ္ဓဘာသာဝင်တွေကိုစော်ကားတဲ့အပြုအမူကိုလုပ်လိုက်တာပေါင်း သူနေထိုင်တဲ့ရွာနဲ့နမဲကိုတိထားပြီးသားဖြစ်တာကြောင့်မမြန်ဆန်ဆန်ရဲရွတဲ့နဲ့ကြောင့်တိုက်တွန်းနေကြပါတယ်။အတန်းရွယ်တစ်ခုကိုရောင်းနေပြီးသားဖြစ်တဲ့အတွက်လှုပ်တဲ့အရာနဲ့မလှုပ်တဲ့အရာကိုခွဲခြားသိရမှာဖြစ်ပေမဲ့လည်းဒီမင်းကလေးကတော့ထင်ပေါ်ကျော်ကြားလိုမှုတစ်ခုတည်းအတွက်နဲ့ဗုဒ္ဓဘာသာဝင်တို့အလေးမြတ်ထားရဇေရီပေါ်ကိုဖနှက်စီပြီးတော့တတ်သွားခဲ့တဲ့သူပါ။ ဖနာမစည်းရင်လည်းလုံးဝမတက်သင့်သလိုဖနာစည်းပြီးတက်လိုက်တဲ့အတွက်သူရဲ့ရိုင်းဆိုင်မှုကအဆုံးဆုံးကိုရောက်သွားခဲ့ပါတယ်။ဒီလိုမင်းကလေးကိုအေးမယူရင်နောက်ထပ်လည်းဘာသာရေးကိုစော်ကားမဲ့သူတွေပေါ်လာနိုင်သေးတာကြောင့်သူ့အကြောင်းကိုအခုဆိုရင်စုံစမ်းနေကြပါပြီ။ နောင်နောက်ဆောင်ရဲ့လုံရက်ကတော့သူတယောက်ထဲတာမကပဲသူ့မိသားစုအတိုင်းဝိုင်းကိုပါမျက်နှာပြတ်စေတလုံးကိုကိုွယ်ရဲ့ဘာသာရေးအတိုင်းဝိုင်းကြားမှာလည်းပြောစရာဖြစ်လာခဲ့ပါတယ်။ဘဲဘာသာဝင်မစိုးလေးစားမှုအပြန်လန်းထားသိမိမကိုကိုွယ်ရဲ့ဘာသာကိုတော့စော်ကားကျင်တယ်လို့စော်ကားမယ်ဆိုတဲ့ဒီမင်းကလေးဟောင်းအခုချိန်မှာဝေဖန်မှုတွေအပြင်းထန်ကိုရရှိနေပါတယ်။သူ့ရဲ့လုံရက်ကိုတော့ဗုဒ္ဓဘာသာဝင်တွေကဒေါသထနေကြပြီးသာသနာရေးဌာနကဘလို့အရေးယူမှုတွေလုပ်သွားမလဲဆိုတာစောင့်ကြည့်နေကြပါတယ်။ပြည်ကောင်ဖျားပေါ်မှာဖနှန်းဆီးထားတဲ့မင်းကလေးပြင်ဇေဒီဘော်ကိုလည်းရဲဆိုင်ရဲတတ်သွားခဲ့တဲ့ဒီမင်းကလေးတို့အာရွေ ်ချက်တွေရှိနေလဲဆိုတာကလည်းစဉ်းစားစရာတစ်ခု ဖြစ်လာခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်နေ၄မြတ်၆၀ဇေဒီတော်ကိုဖနက်စီတက်သွားခဲ့ရတာကိုဂုံယူနေခဲ့တဲ့မင်းကလေးအပေါင်းရေတတ်တို့ရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်တမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ